ဘုရဘာသာဝင်တို့ဤအခါတော်နေကြီးများတတ်မှတ်ထားတာရှိပါမြန်မာနေစံတည့်ရနေ့ကို မင်္ဂလာအခါတော်နေ့ကဆုံလာပြည့်နေ့ကိုဗုဒ္ဓအခါတော်နေ့နေုံလာပြည့်နေ့ကိုမဟာသမယအခါတော်နေ့ဝါဇုလာပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့ဝါဇုလာပြည့်ကျော်9ရက်နေ့ကိုအနတ္တလက္ခဏအခါတော်နေ့ ဝါကောင်လာပြည့်နေ့ကိုမေတ္တာအခါတော်နေ့တော်တလင်းလာပြည့်နေ့ကိုဂရုဓမ္မအခါတော်နေ့သတင်းကြွလာပြည့်နေ့ကိုအဘိဓမ္မအခါတော်နေ့ဇောင်းမုံလာပြည့်နေ့ကိုတာမညာဖလအခါတော်နေ့နတော်လာပြည့်နေ့ကိုဓမ္မစာဆိုတော်များနေ့ပြာတော်လာပြည့်နေ့ကိုရှင်တထောင်အခါတော်နေ့ တဘိုးရဲလာပြည့်နေ့ကိုဩဝဒပါတိမောက်အခါတော်နေ့နဲ့တပေါင်းလာပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့လို့သတ်မှတ်ကြပါတယ်မင်္ဂလာအခါတော်နေ့နဲ့ပတ်သက်ပြီးတော့နှင်းဟောင်းကုံလို့နှစ်သက်ကို ရောက်လာတဲ့အခါကဘာသူကဘာသာ အလုံးစိတ်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေရန်ရည်ရွယ်ပြီးတော့ မြမနှစ်စန်းတရနေ့ကို မင်္ဂလာအခါတော်နေ့အဖြစ်ကျင်းပကြပါတယ်ဗုဒ္ဓအခါတော်နေ့အကြောင်းကတော့ကစုံလားပြည့်နေ့ဟာမြတ်စွာဘုရားနဲ့ဆက်ပြီးတော့ဗျာဒိတ်ခံယူသောနေ့ဖြစ်တာရဲ့ဘဝမြင်သောနေ့ ဖြစ်တာရဲ့ဖျားဖြစ်တော်မူသောနေ့ဖြစ်တာရဲ့ပရိနိဗ္ဗာန်ဆံဝန်တော်မူတဲ့နေ့ဖြစ်တာရဲ့ဤကဲ့သို့ထူးခြားချက်တွေရှိတဲ့အတွက်ကြောင့် ကစုံလာပြည့်နေ့ကိုဗုဒ္ဓအခါတော်နေ့အဖြစ်ကျင်းပခြင်းဖြစ်ပါတယ်မဟာသမယအခါတော်နေ့ကတော့မဟာသမယတုတ်ကြီးကိုဟိမဝန္တာနဲ့တဆက်တည်းတည်ရှိတဲ့မဟာဝန်တော်ကြီးထဲမှာ ကပလဝုပိတာမင်းမျိုးမှလာတဲ့ယန္နာ250နှစ်ကောလိယပိတာမင်းမျိုးမှလာသောယန္နာ250 နေရာပေါင်းရဟန္တာ900တို့အားဟောကြားတော်မူခဲ့ပါတယ်။ယင်းချက်ကိုအကြောင်းပြုပြီးတော့နေုံလားပြည့်နေ၌မဟာသမယအခါတော်နေ့အထိမ်းအမှတ်ဖြစ်ကျင်းပကြခြင်း ဖြစ်ပါတယ်။